မင်္ဂလာပါ The Rose Channel ကနေကြိုဆိုပါတယ်ဒီကတော့ကမ္ဘာအသီးမပြုခေါင်းဆောင်မှုပညာ leadership ကျွမ်းကျင်ပညာရှင်ဇာယင်ဆရာနဲ့ဟောပြောသူဖြစ်တဲ့ John Kevin Mawei ရဲ့အောင်မြင်သူတို့၏တွေးခေါ်ပုံဆိုတဲ့စာအုပ်အနစ်ချုပ်လေးကိုပြောပြချင်ပါတယ်အောင်မြင်သူတွေကတခြားသူတွေနဲ့တကယ်တမ်းဘာကွာခြားနေတယ်လဲလို့သင်စဉ်းစားဖို့ပါတယ်အဲ့ဒါအလို့စူးစမ်းတာဒါမှမဟုတ်ကံကောင်းတာတက်တဲ့တော့မဟုတ်ပါဘူး ဓိကကွာခြားချက်ကတော့သူတို့ရဲ့တွေးခေါ်ပုံပဲဖြစ်ပါတယ်။ဒီနှစ်ချုပ်မှာကြီးမြတ်တဲ့အောင်မြင်မှုတွေရယူနိုင်ဖို့အောင်မြင်သူတွေအသုံးပြုနေတဲ့အစွမ်းထက်တဲ့စိတ်နေစိတ်ထားတွေကိုနက်နက်နဲနဲလေ့လာကြည့်ကြရအောင်။ဒီဘဝကိုအသွင်ပြောင်းလဲပေးနိုင်မယ်။စိန်ခေါ်မှုတွေကိုကျော်လွှားနိုင်စေမယ်။ပုံမှုကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်စေမယ်။လိုအပ်ချက်တွေကိုတင်ရှားဖွင့်တွေးဆလိုက်ပြီးလို့မြင်အောင်ကြည့်လိုက်ပါ။ဒီအတမူဝမ်းကြောင်းမှုမှာတိုးတက်ချင်တာပဲဖြစ်ဖြစ်ဆက်ဆံရေးတွေကိုပိုကောင်းအောင်လုပ်ချင်တာပဲဖြစ်ဖြစ် ကိုပိုင်ကြီးထွားကျင်တာပဲဖြစ်ဖြစ်ဒီကရတဲ့အတွေးတွေဟာတင့်အိမ်မက်ကိုအကောင့်ထဲပေါ်ဖို့တွက်ချက်ဖြစ်နိုင်ပါတယ်။ဒါကြောင့်တင့်ရဲ့တွေးခေါ်ပုံကိုပြောင်းလဲပေးနိုင်ပြီးနောက်ဆုံးမှာတင့်ဘဝကိုပြောင်းလဲပေးနိုင်မယ့်နည်းပြဟာကိုလေ့လာရမှာဒါရော့စ်နဲ့သူဆက်လက်ရှိနေပြီပါ။ဒီနှစ်ချုပ်ရဲ့အဆုံးမှာတင့်ဘဝခန္ဓာတိုင်းပုံမအောင်မြင်လာစေဖို့ချက်ချင်းစတင်အသုံးပြုနိုင်မယ့်လက်တွေ့ကျတဲ့ကိရိယာကိုတင်ရရှိနိုင်မယ်လို့ယုံကြည်ပါတယ်။နံပါတ်၁ရေရှည်အမြင်ဖြင့်တွေးခေါ်မှုကိုမွေးမြူပါ။ ောင်းမွန်စွာသွေးခွန်နိုင်သူတယောက်ဖြစ်ရင်ဘယ်လုံးမှမဆိုထူးချင်နိုင်ပါတယ်။ဒါအလုံးကန်တိုးတက်ဖို့အတွက်တင်မှာကပဲ။တူးချင်းနေနဲ့ကြီးထွားဖို့ကိုလည်းထောက်ကူပြုပါတယ်။သတင်းကောင်းကတော့လူတိုင်းတို့ရဲ့သွေးခေါ်ပုံကိုပြောင်းလဲနိုင်ပါတယ်။တင်းရဲ့သွေးခေါ်ပုံကိုကြီးကြီးမားမားထားရှိခြင်းသို့မဟုတ်ရင်းစီကိုအာယုံဆိုင်ခြင်းဟာပုံမကောင်းမွန်တဲ့သွေးခေါ်သူဖြစ်လာဖို့နည်းလမ်းတစ်ခုပါ။ဥပမာ General Electric ရဲ့ CEO ဟောင်းကျော်ဝဲဟာ လငင်ရောက်ချက်ချင်းတဲ့ကောင်းမွန်တဲ့ဖောက်တဲ့ဆက်ဆံရေးကိုထိန်းသိမ်းထားဖို့ပူအလေးထားခဲ့ပါတယ်။ဘာလို့လဲဆိုတော့ကောင်းမွန်တဲ့ဆက်ဆံရေးကအနာဂတ်မှာပုံရောင်းအားများစေလို့ပါပဲ။ရေရှည်တွေးခေါ်သူများရဲ့အကြီးတွေးတွေကတော့အမြဲတမ်းတည်ယူသူများဖြစ်ကြတယ်။ Continuous learner သူတို့ရဲ့လက်ရှိအသိပညာကိုဘယ်တော့မှကျင့်တဲ့ခြင်းမရှိပဲအမြဲတမ်းပုံမူလေ့လာခြင်းစိတ်ပြင်းထန်နေကြပါတယ်။ New design နားထောင်ခြင်း listening carefully ကောင်းမွန်တဲ့တွေးခေါ်သူဖြစ်ဖို့နှိမ့်ချမှုကမရှိမဖြစ်ပါ ထွန်းကျင်သူတွေစီကသူတို့ရဲ့ ਨੇ ပယ်အတ္တိမှာ ነ ဆိုင်တဲ့အသိပညာတွေကိုစိတ်အားထက်တန်စွာနားထောင်ပါဘဝကိုပြီးဝနေထိုင်ခြင်း life fully ပြီးဝပြီးစိတ်ကျေနပ်စရာကောင်းတဲ့ဘဝကိုနေထိုင်ကြတဲ့အတွက်ကြီးပွားဖို့အခွင့်အလမ်းတွေကိုအမြဲတမ်းရှာဖွေနေကြပါတယ်ပွင့်လင်းစိတ်ရှိခြင်း openness အမြင်မတူသူတွေရဲ့အတွေ့အကြုံကိုနားထောင်ခြင်းအသိစိတ်ကိုပွင့်လင်းစေပြီးကိုချင်းစာစိမ်းနဲ့ဆက်တွေ့နိုင်ဖို့ကူညီပေးပါတယ်ကောင်းမှနေရင်ဘယ်တော့မှကြီးပွားလာမှာမဟုတ်ပါဘူး ဦးစားပေးမှု prioritization တဲ့တခုခုကိုမလုံးခင်တော့မဟုတ်သုံးပြမှုမပြုခင်မှာခုခုကိုမေးပါဒါကိုရေးရှင်းမှာဆက်လုပ်ခြင်းလားဟုတ်တယ်ဆိုရင်ဆက်လုပ်ပါမဟုတ်ရင်တော့မေးလိုက်ပါနံပါတ်1တီထွန်ဖန်တီးနိုင်စွမ်းရှိတော့တွေးခေါ်မှုကိုမွေးမြူပါတီထွန်ဖန်တီးမှုရှိတယ်ဆိုတာအများရန်အတိတ်ဆက်ဆက်စိတ်ကူးတွေထုတ်နေတာမဟုတ်ပါဘူးတကယ်တမ်းကျတော့ရှိပြီးသားစိတ်ကူးတစ်ခုခုကိုယူပြီးတော့ တင်ကိုယ်တိုင်ရဲ့အသည့်ဆန်းတစ်ခုကိုပေါင်းထည့်လိုက်တာဖြစ်ပါတယ်။ဒီတွင်ဖန်တီးမှုရှိတဲ့တွေးခေါ်သူများရဲ့တံပိုးထားတဲ့အရာတွေကတော့စိတ်ကူးများကိုတံပိုးထားခြင်းသူတို့ဟာစိတ်ကူးအသည့်တွေထုတ်နိုင်ဖို့အတွက်အခြားသူတွေရဲ့စိတ်ကူးတွေကိုဥစွာတံပိုးထားပါတယ်။ရွေးချယ်စရာများကိုရှာဖွေခြင်းရွေးချယ်စရာများလေလေဒီတွင်ဖန်တီးမှုစွမ်းရည်တိုးတက်လေလေမှုဖြစ်နိုင်ခြေတွေကိုတက်ကြွစွာရှာဖွေကြပါတယ်။မတိကျမှုကိုမကြောက်ခြင်း အရာတစ်ခုကမတေချာသေးတဲ့အခါစူးစမ်းလေ့လာဖို့အခွင့်အလမ်းပိုများတယ်လို့သူတို့ယုံကြည်ပါတယ်။ကြာရှုံးမှုကိုမကြောက်ချင်းအတိတ်ပဲရှိတဲ့စိတ်ကူးတစ်ခုအောင်မြင်လာဖို့အတွက်အချိန်96ချိန်ကြာဆုံးရင်တောင်တန်တယ်လို့သူတို့နားလည်ထားကြပါတယ်။တင့်ကိုရင်းကတီထွန်ပန်တီးမှုကိုနှိုးဆရန်အတွက်လွယ်တဲ့ချက်တွေကတီထွန်ပန်တီးမှုသိစေနိုင်တဲ့အရာကိုဖယ်ရှားပါ။ကိုကိုကိုတီထွန်ပန်တီးမှုမရှိဘူးလို့မပြောပါနဲ့။ ကြံရှုံးမှာမကြောက်ပါနဲ့။တင်းရဲ့အလားအလာကိုယုံကြည်ပါ။မှန်ကန်တဲ့မိခွန်းများကိုမေးပါ။မှားယွင်းတဲ့မိခွန်းတွေဟာတင်းရဲ့တီထွင်ပန်တီးမှုလမ်းကြောင်းကိုပိတ်ဆို့ထားနိုင်ပါတယ်။အလို့ဒီနီလန်းနဲ့လုံးမှာလဲဒီပြတနာနောက်ကွယ်ကအကြောင်းရင်းတွေကဘာတွေလဲဆိုတဲ့မိခွန်းတွေကိုမေးပါ။တီထွင်ပန်တီးမှုရှိတဲ့သူတွေနဲ့အချိန်ဖြုန်းမှာတီထွင်ပန်တီးမှုဟာကူးဆက်တတ်ပါတယ်။ခုနောက်ကအကြံထုတ်တဲ့အစည်းအဝေး brainstorming session ကနေစိတ်ကူးကောင်းနေထွက်လာဘူးယင်ဒါကိုသိမှာပါ။ နံပါတ်3မြူဟာမြောက်သွေးခေါ်မှုအသုံးပြုပါမြူဟာမြောက်သွေးခေါ်ခြင်းဟာတင်ပေါ်ဝါရဲ့နေစဉ်ကိစ္စရပ်တွေမှာလွယ်လွယ်ကူကူအသုံးပြုနိုင်ပါတယ်ဥပမာဂျန်ကေဗင်မဝဲဟာတရားစာသုံးမဟုတ်တပတ်စာစီမံခန့်ခွဲမဲ့အစားရပောင်း40စီမံခန့်ခွဲမှုနဲ့သူ့ဘဝကိုပုံပေါ်ခဲ့ပါတယ်မြူဟာမြောက်သွေးခေါ်မှုကတင်းကိုပုံမထိရောက်စေပြီးတန်တန်ရောက်ဖို့ရှင်းလင်းတဲ့လမ်းကြောင်းကိုပေးပါတယ်မြူဟာမြောက်သွေးခေါ်မှုတိဆောက်ရန်တဲ့လိုအပ်တဲ့အချက်တွေက လုပ်ငန်းကိုတင်းငယ်တော့ပိုင်းများဖြစ်ခွဲပါကြီးမားတဲ့ project ကိုတင်းငယ်တဲ့အပိုင်းတွေဖြစ်ခွဲလိုက်ရင်လန့်စရာမကောင်းတော့ပဲပုံမူတိောက်စွာအာယုံစိုက်ပြီးပြီးမြောက်စေနိုင်ပါတယ်စစ်မှန်တဲ့ဘန်းတိုင်တွေကိုဖော်ထုတ်ပြီးတော့အာယုံစိုက်ပါပြဿနာတစ်ခုကိုပြင်ဆင်ဖို့အလင်းစလိုမလုပ်ပါနဲ့အချိန်ယူပြီးပြဿနာရဲ့အရင်းအမြစ်ကိုရှာပါတဲ့ရဲမြင့်များကိုအကဲဖြတ်ပါတင်မအချင်းဝေလိုအပ်တဲ့ပစ္စည်းတွေလုံလောက်မှုရှိမရှိသုံးသပ်ပါ အစည်းအဝေးတစ်ခုဖန်တီးပါရှင်ဟုံကိုထိမ့်သိမ့်ဖို့ပထမအဆင့်ကနေစတင်ပါ။မှန်ကန်တဲ့သူတွေကိုမှန်ကန်တဲ့နေရာမှာထားပါ။အောင်မြင်ဖို့အတွက်လူတဦးချင်းစီရဲ့အားသာချက်အားနည်းချက်တွေကိုတိကျစဉ်းစားပြီးတာဝန်ပေးအပ်ပါ။လုပ်ငန်းစဉ်ကိုပြန်လည်လုံဆောင်ပါ။ယူဝမြောက်တွဲခွင့်မှုဟာတင့်တဲ့ပုံမှုတဘာဝကြလာသည့်အထိလေ့ကျင့်ပေးပါ။နံပါတ်၄စင်ကျင်သုံးတတ်သောတွဲခွင့်မှုမှာတင်းယူပါ။ယနေ့ခေတ်မှာလုံဆောင်မှုကိုတန်ဖိုးထားလွှင့်ကြပေမဲ့ဂျင်းကေဗင်မဲဝဲကတော့ ဆင်ခြင်သုံးတတ်တဲ့တွေးခေါ်မှုအရာရာကိုနက်နက်နဲ့နဲ့စဉ်းစားဆင်ခြင်ခြင်းကဘုံမကောင်းမွန်တဲ့ရလတ်ကို ပေးနိုင်တယ်လို့ဆိုပါတယ်။ဆင်ခြင်သုံးတတ်ခြင်းကတင့်ကိုစစ်မှန်တဲ့ရှုထောင့်ကိုပေးပါတယ်။ဆင်ခြင်သုံးတတ်ခြင်းရဲ့အကျိုးကျေးဇူးတွေကတော့စိတ်ခံစားမှုဆိုင်ရာယုံသားမှုကိုတိုးတက်စေပါတယ်။စိတ်ခံစားမှုပြင်းထန်တဲ့အခြေအနေတွေကိုပြန်ပြောင်းစဉ်းစားခြင်းအပြင်အခြေအနေကိုဘယ်လိုပိုကောင်းအောင်ကိုင်းတွယ်နိုင်မယ်ဆိုတဲ့အတွေ့အမြင်ကိုရရှိစေပါတယ်။ ဆုံးဖြတ်ချက်တွေမှာပုံမတိကြစေသည်တင့်ဆုံးဖြတ်ချက်တွေကိုပြန်လည်သုံးသပ်ဖို့အချင်းယူခြင်းကတင့်ရဲ့တွဲခေါ်ပုံကိုထက်မြက်စေပြီးပိုကောင်းတဲ့အလိုလိုသိစိတ်ကိုဖွင့်ဖြိုးစေပါတယ်စင်ကျင်သုံးသက်ခြင်းကိုဖွင့်ဖြိုးစေရန်အတွက်လှုံ့ဆော်မယ့်အချက်တွေကစင်ကျင်ဖို့အတွက်ကိုယ့်ကိုယ်ကိုအချိန်ပေးပါအောင်မြင်သူတိုင်းဟာ စဉ်းစားဖို့အချိန်သတ်မှတ်ထားကြပါတယ်အာယုံပြန့်လွန့်စေတာကိုဖယ်ရှားပါစိတ်အေးချမ်းပြီးတိတ်ဆိတ်တဲ့နေရာကိုရှားပါစိတ်ပြန့်လွန့်စေမဲ့ပစ္စည်းတွေကိုမယူဆောင်ပါနဲ့တင်းရဲ့ပြက်ကလေးတို့မဟုတ်ဒိုင်ယာယီကိုပုံမှန်ပြန်လဲကြည့်ရှုပါတင်းအချင်းတွေမြောက်နံနေတဲ့လှုပ်ဆောင်မှုတွေကနှင့်ကိုလူတဦးအနေနဲ့တကယ်ကြီးထွားစေမလားဆက်ဆံရေးတွေခိုင်မာစေမလားအလောက်ကန်တိုးတက်စေမလားဆိုတာပြန်လဲစဉ်းကျင်ပါတွေးတွေကိုလက်တွေ့အကောင့်တွေပေါ်ပါလှုပ်ဆောင်မှုမပါပဲစဉ်းကျင်သုံးတက်ခြင်းကအမှတ်မရှိနိုင်ပါဘူး ဝေခုံမှုကနေရှုတော့အနာဂတ်အတွက်လမ်းညွှန်မှုနဲ့ကြီးထွားမှုဆိုတဲ့ ရလက်သုံးခုကိုရရှိပါမယ်။နံပါတ်၅လူကြိုက်များတဲ့တွေးခေါ်မှုကိုမေးခွန်းထုတ်ပါ။လူတွေလုံးတမြလိုက်လို့တာသူများထင်မြင်ချက်ကိုသဘောတူလိုက်တာလွဲကူပါတယ်။ဒါကိုလူကြိုက်များတဲ့တွေးခေါ်မှု popular thinking လို့ခေါ်ပါတယ်။ဒါပေမဲ့အောင်မြင်ခြင်းနဲ့ဆိုရင်အစဉ်လာကိုစိန်ခေါ်ရပါမယ်။ Copernicus လို့ပါပဲ။သူကလူအများစုယုံကြည်နေတဲ့ကမ္ဘာဗဟိုပြုစနစ်ကိုစိန်ခေါ်ခဲ့ပါတယ်။လူကြိုက်များတဲ့တွေးခေါ်မှုမှာခွဲထွက်ဖို့ရန်အတွက်လူအပ်တာတွေကတော့ခဏအချိန်ယူပြီးစဉ်းစားပါလူအများလိုက်လုံနေရုံနဲ့ဒါမှမဟုတ်လူစုံနီးလန်းဖြစ်နေရုံနဲ့ ။လိုက်မလို့ခင်တရားစဉ်းစားပါ။တင်နဲ့ क्वे ပြားတဲ့အတွေးတွေကိုလက်ခံမှာနှိမ့်ချမှုကအောင်မြင်ဖို့အရေးကြီးပါ။သူများတွေကတင်နဲ့မတူညီစွာတွေးခေါ်နိုင်တယ်ဆိုတာကိုလေးစားပြီးတော့သူတို့ရဲ့ရှုထောင့်ကနေတင်ကန်းစာယူပါ။ကိုယ့်အတွေးတွေကိုအမြဲတမ်းမေးခွန်းထုတ်ပါ။လူကြိုက်အများဆုံးနီးလန်းမဟုတ်ရင်တောင်တင်းအတွက်အတင်းတော်ဆုံးနီးလန်းကိုအမြဲတမ်းရှာဖွေပါ။အကြောင်းအရာအတင်းများနဲ့ မီလန်တင်များကိုစမ်းကြည့်ပါလစဉ်အတိတ်တစ်ခုခုစမ်းတတ်ပါအတိတ်စမ်းတွေကတင်းရဲ့ရှူထောင့်ကိုလန်းစမ်းစီပြီးစိတ်ကူးတစ်တွေပေးနိုင်ပါတယ်မတက်မတာဖြစ်ခြင်းကိုမိတ်ဆွေဖွဲ့ပါတင်းအသွေးတွေကလူအများနဲ့မတူတဲ့အခါပြင်းပြင်းထန်ထန်စမ်းကျင်မှုတွေနဲ့ကြုံရနိုင်ပါတယ် ဒါပေမဲ့တမိုင်းတစ်လျှောက်ကြီးမြတ်တဲ့သူတိုင်းဒီလိုခံစားခဲ့ကြရပါတယ်။မိခွန်းထုတ်တတ်တဲ့စိတ်ဓာတ်ကိုအမြဲတမ်းရှင်သန်နေအောင်ထားရှိပါ။ခုကြားခဲ့ရတဲ့တွေးခေါ်ပုံ၅မျိုးကိုပြန်လည်မှတ်သားထားလိုက်ပါဦး။နံပါတ်၁ရေးစီအမြင်ဖြင့်တွေးခေါ်ခြင်း Thinking Bit အနာဂတ်ကိုမျှော်မှန်းပြီးဆုံးဖြတ်ချက်ချခြင်း။နံပါတ်၂အီတွန်ပန်တီးမှုရှိစွာတွေးခေါ်ခြင်း Creative Thinking စိတ်ကိုထက်မြက်စေခြင်းတရှုံးမှာကိုမကြောက်ခြင်း။နံပါတ်၃ပြွာမြောက်တွေးခေါ်ခြင်း strategy တင်းကလုပ်ငန်းကိုစီမံခန့်ခွဲနိုင်သောအပိုင်းများဖြစ်ခွဲခြားခြင်းဖြင့်ပုံမူထိရောက်စွာလုံဆောင်ခြင်းနံပါတ်၄စင်ကျင်သုံးသပ်သောတွေးခေါ်ခြင်း reflective တင်းကအတွေ့အကြုံများမှသင်ယူပြီးပုံမူကောင်းမွန်သောဆုံးဖြတ်ချက်များချမှတ်ခြင်းနံပါတ်၅မတူညီစွာတွေးခေါ်ခြင်း thinking differently လူကြိုက်များသောအတွေးခေါ်မှုကိုသင်ခေါ်ခြင်းဒီအလေးချက်တွေကိုနေ့စဉ်လေ့ကျင့်ဖို့လိုအပ်ပါတယ်။ဒီရဲ့တွေးခေါ်ပုံကိုပြောင်းလဲလာနိုင်ရင်တင်းဘဝကိုလည်းပြောင်းလဲလာနိုင်ပါလိမ့်မယ်။ဒီစာအုပ်ရဲ့အဓိကပေးလိုတဲ့ message ကတော့ malware ရဲ့ဆိုရ လူပိုင်းဆိုင်ရာအားထုတ်မှုထက်စိတ်ပိုင်းဆိုင်ရာတွေးခေါ်မှုဟာပိုမှုအရေးကြီးပါတယ်။တင်းပွားရဲ့အောင်မြင်မှုအဆင့်ဟာတင်းရဲ့လက်ရှိတွေးခေါ်ပုံပေါ်မူတည်နေပါတယ်။တင်းတွေးခေါ်ပုံကိုတမင်တကာပြောင်းလဲလာနိုင်ရင်တင်းရဲ့ရလတ်တွေကိုလည်းပြောင်းလဲလာနိုင်မယ်လို့သူကလမ်းညွှန်ထားပါတယ်။နောက်ထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ်အတန်းစားအနည်းချုပ်တွေနဲ့ထပ်မံဆုံတွေ့ကြပါမယ်။